နမ်ဆမ်မြို့နယ်ထဲကအုံဆွန်ကျွေးရွာကိုစစ်ကောင်စီတပ်ကဒီကနေ့အော်တိုဘာလ14ရက်နေ့မနက်9နာရီခွဲဝန်းကျင်မှာလေကြောင်းနဲ့တိုက်ခိုက်သွားပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာအယက်သားအမျိုးသမီးတဦးတေဆုံးပြီး၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင် နေအိမ်ရှိအိမ်လည်းထိမှန်ပျက်စီးသွားပါတယ်။စစ်ရေးလှုပ်ရှားမှုတစုံတရာမရှိတဲ့အုံဆွန်ကျွေးရွာဟာတောင်ပြည်ရဲ့တမဟာကိုးနယ်မြေထဲမှာပေါဝင်တာဖြစ်ပြီး စစ်ကောင်စီတပ်က rocket bomb 7လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်အနေနဲ့မနေ့အောက်တိုဘာ23ရက်နေ့ကလည်းနမ်ဆန်မြို့နယ်ကရာကြီးကျေးရွာကို jet fighter နဲ့ပေါင်250ဘုံ6လုံးကျဲချလို့အရက်သားတူထိမှန်တန်ရာရပြီးနေအိမ်6အိမ်ထိခိုက်ပျက်စီးသွားပါတယ်။စစ်ကောင်စီတပ်ကနမ်ဆန်မြို့နယ်ကို2ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဖြစ်ပြီးတော့အောက်တိုဘာလ3ရက်နေ့ကနေဒီကနေ့အောက်တိုဘာလ14ရက်နေ့အထိ မုဂုတ်ကြောင်မဲနမတူမန်တုံနမ်ဆန်မူမိတ်မိုင်းလုံးဒီဘောမြို့နယ်တွေကိုလည်းလေကြောင်းတိုက်ခိုက်လို့အယက်သားပြည်သူ29ဦးထပ်မံတေဆုံးခဲ့ရပါတယ်။မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါတယ်ရှင်။